ိမ်မက်တွေအကောင့်ထဲပေါ်ရနေကျွန်တော်ဘွေရတယောက်ဖြစ်ချင်တယ်။ကျမအောင်နေချင်တယ်။လူငယ်တွေအိမ်မက်တွေအားလုံးတစ်ချိန်တည်းမှာအကောင့်ထဲပေါ်လာခဲ့တယ်2025ခုစက်တင်ဘာ14ရက်နေ့မြန်မာနိုင်ငံမှာဆယ်စုနှစ်တခုကျော်ကြာတဲ့အထိအရေးသွေးမြင့်ပညာရေးကိုဇေနောင်းသက်သာစွာပြီးလာခဲ့တဲ့ MIB မိဘ College ကနေဘွဲရမောင်မယ်များစွာကိုဂုဏ်ယူစွာမွေးထုတ်ပေးနိုင်ခဲ့ပါပြီ။ လူမှုအကျိုးပြုလုပ်ငန်းတွေကိုအတူတူလှုပ်ဆောင်ရင် activities တွေ milestone တွေအတူတူဖြည့်ဆည်းရင်လူငယ်တွေရဲ့အိမ်မက်တွေကိုကျွန်တော်ကျမတို့ MIBA မိဘ college ဒီနေ့မှာအောင်မြင်မှုပြုံးပန်းတွေဝေစာခဲ့တဲ့နေ့တည်းနေ့ကိုပိုင်ဆိုင်လိုက်ရတာပါ အားလုံးအမတ်တရအဖြစ်ထင်ကြနေမဲ့14ကြိမ်မြောက်ဝင်းင်းတပင်အခမ်းအနားမှာရရှိလာတဲ့ခွန်အားတွေနဲ့အတူဒီပါတယောက်လို့မျိုးထွေးရဲ့ရင်ခွင်မှာခူလုံပြီးပညာရေးကို ရှေ့ဆက်ခြင်းနဲ့လူငယ်တိုင်းအတွက် MIB မိဘ College ကအမြဲတမ်းအတူရှိနေမှာပါ။နောက်လာမယ့်15ကြိမ်မြောက်ဝင်းင်းတပင်အခမ်းအနားမှာလည်းပညာတတ်ပေါင်းများစွာကိုမွေးထုတ်ပေးပါမှာမို့သင်လည်းပဲမိဘ college ကျောင်းသူကျောင်းသားတယောက်ဖြစ်မိဘ college ဝင်ခွေမှာခူလုံလိုက်ပါ ောင်းသားအပေါင်းသူငယ်တွေအားလုံးနဲ့အမြဲတူရှိနေမယ်မိဘကောလိပ်